အဖမ်းခံလာရတဲ့အကိုဖြစ်သူဒရိုက်တာမိုက်တီအတွက်ဗိတ်တာတေဝမ်းနဲ့စီမံစကားတခုံးပြောလိုက်တဲ့လင်းစာနေသောဗိတ်တာများအလုံးပဲမင်္ဂလာပါရှင်ဗိတ်တာတို့ရဲ့အရှိတော်မင်းသမီးတယောက်ဖြစ်တဲ့လင်းစံနေသောကတမရဲ့ဘဝမှာတမီးလေးမြူလင်းကိုကိုနဲ့အတူအေးအေးရှိချမ်းဖြတ်တန်းနေတယ်လို့အများကထင်ရပေမဲ့တကယ်တမ်းကတော့သူမရဲ့ရင်ထဲမှာအကိုနဲ့အမအတွက်အပူလုံးကြီးကအများရန်စိတ်ပူပန်နေရပါတယ်ဆိုရင်တော့လင်းစံနေသောတယောက်မြုပ်တည့်ထိမ့်သိမ့်ခံလာရတဲ့တမရဲ့အကိုဖြစ်သူရိုက်တာမိုက်တီနဲ့ပတ်သက်ပြီးတော့ ဝါနဲ့ဖွဲ့ရစကားတခုဆိုလာခဲ့တာဖြစ်ပါတယ်ဒီတင်ကြောင့်ပဲပိတ်တော်တွေကဒီမတ်ကိုအရန်တနာခေယူနာတက်နေကြတာပါပိတ်တော်တွေတည်တဲ့အတိုင်းပဲလင်းစံနီသောသောမောင်နှမတွေကတော့ writer mighty လင်းစံနီသောရှစ်ရှစ်သောဆိုပြီးတော့ပိတ်တတ်တွေရှိခင်ရတဲ့အနုပညာမောင်နှမတွေပါဒီတို့ဟာမြန်မာရုပ်ရှင်လောကမှာနာမည်ကြီးခဲ့တဲ့ရုပ်ရှင်ဒါရိုက်တာကြီးဦးခင်စောကေတီပန်ရဲ့တာသမီတွေဖြစ်ကြပြီးတော့အနုပညာတွေတာတွေအရန်ရင်းနေရှိကြတဲ့အတူပါအခုချိန်မှာတော့သူတို့မိသားစုထဲက အကိုကြီးဆုံးဖြစ်သူစရိုက်တာမိုက်ဒီကပြီးခဲ့တဲ့ရက်ပိုင်းတွင်းမှာပဲထိမ့်သိမ့်ခံလာရတဲ့ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့ပါတယ်။ဘာကြောင့်ထိမ့်သိမ့်ခံလာရတာလဲဆိုတော့အခုတလောအွန်လိုင်းပေါ်မှာအရန်ကိုပွဲစုနေတဲ့နိုင်ငံရေးပညာပေးဇာကကြီးနဲ့ပတ်သက်ပြီးအဲ့ဒီဇာကမှပါဝင်တရုတ်ဆောင်ခဲ့ကြတဲ့နေတူမြင်းမြနေဝင်းအချမ်းမောင်တို့ကိုဒရိုက်တာကြီးမိုက်တီကဝေဖန်မိတာကြောင့်အခုလိုရုတ်တရက်ဖန်စီထိမ့်သိမ့်ခံလာရတာဖြစ်တယ်လို့ သတင်းထွက်ပေါ်နေပါတယ်ဒရိုက်တာမိုက်တီကအစောပိုင်းကတည်းကနိုင်ငံရေးကိစ္စတွေနဲ့ဖန်ဆီးခံရဖူးပြီးတော့လူငယ်ချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့တာမကြသေးပါဘူးအခုတော့ဒုတိယအကြိမ်ထပ်မံဖန်ဆီးခံခဲ့ရတာပါဒါကြောင့်လည်းညီမဖြစ်သူလင်းစာနီစောကအကိုဖြစ်သူအတွက်အယံကိုစိတ်ပူနေရတာပါဒါပေမဲ့ဒီကိစ္စမှာနိုင်ငံရေးဆိုတာထက် ိုပြီးတော့စိတ်မကောင်းစရာပြင်နာစရာကောင်းတာကရိုက်တာမိုက်တီသူရဲ့အမဖြစ်သူဖြစ်ဖြစ်ဇော်ပါနှစ်ယောက်လုံးကဥမကြီးကင်ဆာယောဂါကိုအပြင်းထန်ခံစားနေရတဲ့ဝိဒနာရှင်တွေဖြစ်နေလို့ပါပဲဒီလိုမျိုးကိုတိုင်ကခန်းစာယောဂါခန်းစာနေရတဲ့အကိုတယောက်ထပ်မံအဖမ်းခံရအမတယောက်ကလည်းညီမကောင်းဖြစ်နေတဲ့အရှင်တွေကြားမှာလင်းစာစီစောတရားဘလောက်တောင် စိတ်ထိခိုင်းနေရမလဲလင်းစာနေစောကိုတိုင်ကလည်းအစောပိုင်းမှာခင်ပွန်းတဲရဲကိုကိုနဲ့လက်ထပ်ခဲပြီးတော့ တမီလေးမြူလင်းကိုကိုကိုရရှိခဲ့ပေမဲ့နောက်ပိုင်းမှာခင်ပွန်းတယ်နဲ့ကွာရှင်းပြက်ဆဲပြီးတမီလေးနဲ့အတူတူဘွားကိုတယောက်တည်းရုံးကန်ဖြတ်တန်းနေရတာဖြစ်ပါတယ်။အခုတော့ကိုဘွားကိုတမီလေးနဲ့ရပ်တည်နေရတဲ့အပြင်နိုင်ငံရေးအရာဖန်ခံထားရတဲ့ကန်ဆာဝေဒနာရှင်အကိုနောက်ပြီးတော့ကန်ဆာဝေဒနာရှင်အမဆိုတဲ့အပူတော်ကားတွေရဲ့ကြားမှာလင်းစံနီဇော်တယောက်ပြိမိနေတာပါ။ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့လင်းစံနီဇော်က ဆိုရှယ်မီဒီယာကနေတဆယ်ပိတ်တဲ့ဝမ်းနဲ့သွားစီမဲ့စကားတခုကိုအခုလိုပဲယဉ်ဖွဲ့လာပါလရှင်အပူတော့ကကင်းဝေးတဲ့သူရလို့ရှိမနေပါဘူးကိုအတွက်ကပိုတောင်အတာကျနေပါပြီခုနှစ်ရသားသမီးအပေါင်းနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဒီမှာယဉ်ဖွဲ့လိုက်တဲ့စကားကတကယ်ကိုကြားရတဲ့သူတိုင်းပူဝမ်းနဲ့စရာပါနေသားကျနေပါပြီဆိုတဲ့စကားလုံးကဒီမှာအနေနဲ့ဒီလိုအပူတော့ကတွေကိုဘဝမှန်ဘလောက်တောင်ကြိမ်ဖန်များစွာကြံ့ကြံ့ခံဖြတ်တန်းလာခဲ့ရတယ်လဲဆိုတာပြတ်တန်းနေတယ်လို့ပါပဲ ဒီလိုအခက်ခဲတွေအားလုံးကိုတယောက်တည်းရင်ဆိုင်နေရတဲ့လင်းဆန်နေသောအတွက်ဗိတ္တတွေကလည်းအယံကိုတနာကိယုနာတက်နေကြပါလေရှင်ဗိတ္တကြီးတို့အနေနဲ့ရောဘဝရဲ့အခက်ခဲမျိုးစုံကိုကြက်ကြခံရင်ဆိုင်နေရတဲ့မင်းမင်းဆန်နေသောကိုတနာကြပါသလားဒီမှာအတွက်ဘလို့စကားမျိုးအားပေးရှင်ကြလဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော်ကြည်ချူအားပေးခဲ့တဲ့အတွက်ဗိတ္တတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်ဘာ